ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥမြင့်သိန်းပါဟုတ်ပြီအသက်68နှစ်ပါဆရာကြီး68ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီရန်ကုန်မှာဟုတ်ကဲ့ပါဆရာကြီးဆရာကြီးခင်ဗျာတဲ့ကျွန်တော်ကတဲ့အလုံးမလုံးပါတဲ့ပလက်ကလထိုင်းနဲ့ဆော့ကလထိုင်းမှာတဲ့အထိုင်များပါတယ်တဲ့တိုက်ခန်းထဲမှာနေရလို့ပါတဲ့ ဘာလို့လဲမလားတိုက်ခန်းထဲမှာနေရလို့ပါဟောပဲလက်ခိုင်ထိုင်တာတော့လုံးဝရှောင်ပြန်တယ်ဟုတ်ကဲ့ဆရာကြီးယူယူကထိုင်မဲ့ထိုင်မှာဆော့ကလည်းထိုင်အောင်ဆရာကြီးလို့လှုပ်တာမကောင်းဘူးနဲ့အဲ့ဒါလည်းပဲလက်ခိုင်မှာပဲဟုတ်ကဲ့ဆရာကြီးနော်အဲ့ဒါတော့ခါးဥရင်ကိုဒုက္ခပေးပါတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီထိုင်တာတော့ရှောင်မှာဟုတ်ကဲ့ဆရာကြီးနော်မှုရနဲ့အိတ်သာရှောင်မှာဟုတ်ကဲ့ဆရာကြီးတကယ်လို့မှုရဆိုလို့ရှိရင်လည်း အပေါ်မှာတင်ပြရခင်ပါဟုတ်ကဲ့ပါဆရာကြီးတင်ပြရဖြစ်နိုင်ရင်ဖြစ်နိုင်ရဲ့နော်ဟုတ်ကဲ့ဆရာကြီးတစ်ချက်မဟုတ်သုံးလေးချက်လောက်ခင်ပါဟုတ်ကဲ့ပါဆရာကြီးဒါဆရာပြောလေးပြောလေးတွေ့အဲ့ကြီးမှတည်တာဟုတ်ဆရာအဲ့ရမှာအခုလန့်ကြည့်ရင်တင်ပြလေးချက်ထက်ခင်လေးချက်ထက်ခင်တာဟုတ်ကဲ့ပါဆရာမာလေးချက်ထက်ခင်တော့ဘာထူးလဲလို့မေးရင်မှုရပေါ်အဲ့ချာတောင်မှသူကခံစားရတာကောင်းတယ်ဟုတ်ကဲ့ဆရာကြီးမှုရကအဲ့ရင် ကောင်းတယ်အိယာထိုင်တောက်သွားတာဟုတ်ကဲ့ဆရာအဲ့ဒီတင်ပြပြတန်းတန်းကောင်းကောင်းပေါ့နော်တင်ပြကောင်းကောင်းပေါ့မာထိုက်တယ်တော့အဲ့ဒီတင်ပြတစ်ချက်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 ရှားမှာပါရှိတယ်လေခိုတာပေါ့လေခိုတာပေါ့တင်ဟုတ်ကဲ့ဆရာနော်အဲ့ဒီလူလေးအိတ်ပေးရင်အိတ်ထားဘုရားနဲ့အိတ်ထားတဲ့အဆင်ပြေပါတယ်ခုနကဘယ်ကတိုင်းထိုင်တာလဲရှောင်းမှာဟုတ်ကဲ့ဆရာ လူဟာမမှတ်နေတာအကောင်းဆုံးပဲယောက်ျားတွေဟုတ်ကဲ့ပါဆရာ။နော်ဒုက္ခပြီးရခါနဲ့တူပဲ။ဟုတ်ကဲ့ပါဆရာ။အဲ့တော့ခါနဲ့တူလို့ view ဆက်ရပါလေ။မြို့သားတိုင်းရှင်းထားတာလေးဆက်ဖတ်ပေးပါပါဆရာ။ကျွန်တော်ခြေပေါ်ကနှစ်ဖက်စလုံးထုံလာတာတဲ့၁၀လောက်ရှိပါပြီတဲ့။ဟုတ်ပြီ။ခြေဖမိုးလဲတဲ့ခဏခဏဖောရောင်ပြီးတဲ့ဖောင်းကားနေပါတယ်တဲ့။ဟုတ်ပြီ။စီးခဏခဏသွားပေမဲ့တဲ့။သွားတဲ့စီးကနဲပါတယ်တဲ့။အဲ့ဒါတော့ရေတောက်တဲ့ပုံမူတည်တယ်။ စီခရသွားမယ်သွားတဲ့ဆီကနေတယ်ဆိုတာရေဆောင်နဲ့စီနေမှာပဲဟုတ်ကဲ့ဆရာကြီးအဲ့တော့အနည်းဆုံးဖြန်းပြချက်တတိကိုလေးပလင်းလောက်တော့တောက်တင်တယ်ဟုတ်ကဲ့ပါဆရာကြီးရေတံမှုပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးလေးပလင်းလောက်တောက်ပါလေးပလင်းနဲ့ရှော့မတောက်ပါနဲ့ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့တောက်ချင်အဖြစ်နောက်စီးသွားတဲ့အခါမှာလည်းဖြစ်နိုင်လို့ရှိရင်ထိုင်သွားတာမျိုးမဟုတ်ဘဲနဲ့မတက်ရဲပဲသွားပါ ဟုတ်ကဲ့ပါဆရာအဲ့ဒါပို့ပြီးသိမြတ်ပါတယ်လို့ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာခုနကခြိပွားနှစ်ဖက်စလုံးထုံလာတာအဲ့ဒါဆရာပြောရေးစားပုတ်မယ်လေဟုတ်ကဲ့ဆရာနောက်စီးတဲ့ဖက်ကဘူးပါရူဖက်စီမယ်ကျမ်းမာရေးဖက်စီမယ်ကျမ်းမာရေးဖက်စီကျမ်းမာဖက်စီမယ်နောက်ဖြစ်နိုင်လို့ရှိရင်တိုက်ဆောက်တဲ့ကျောက်စစ်လက်ခဲလေးစကားနဲ့ချရတော့အဲ့ဒါလေးကိုအိမ်ထဲမှာဝါရန်တာမှာပေါ့တိုက်ခန်းတနေရာလေးပေါ့တင်းတဲ့နေရာလေးမှာဟုတ်ကဲ့ဆရာခင်တာတော့အဲ့နေတာပေါ့ဟုတ်ကဲ့ပါဆရာအခုတမီဆရာအိမ်ထွက်သွားလို့ရှိရင် ဆရာအဒီအောက်ခတ်ဆင်းလိုက်တာနဲ့ဘာတွေခင်းတာတွေ့လဲကျောက်စလိခဲလေးအဲ့ဒါနင်းကြည့်ဟုတ်ကဲ့ပါဆရာကြီးဒီနေ့တော့နှိပ်ပေးသူလိုပဲဟုတ်ကဲ့ပါဆရာကြီးကိုချောက်ကိုလက်နဲ့နှိပ်ထားတစ်ချက်ပဲဒီမှာဟုတ်ကဲ့ပါကျောက်စလိခဲလေးနှိပ်တခါတည်းကျောက်စလိခဲမှာဟိုလေးခွေကြောက်နေမတူချောက်ကလည်းမနာဘူးလေဟုတ်ကဲ့ဆရာကြီးကျောက်စလိကချောတာဟုတ်ကဲ့ဆရာကြီးအဲ့နှိပ်ပေးနေသူလိုသိတ်ကောင်းတယ်သူဟုတ်ကဲ့ဆရာကြီးအဲ့လိုလွယ်လွယ်လေးနဲ့ပျောက်သွားပါပါ အကုန်ကြာလည်းမများပါဘူးဆရာကြီးအုံးမုတ်ခွက်တို့နောက်တစ်ခါတစ်သားဘူးလေးတွေတို့အဲ့ဒါမျိုးလေးတွေရအောင်အဲ့ဒါလည်းပဲဆရာတော့သုံးခဲ့တာပညာရှင်တယောက်ကရေးတယ်ဟုတ်ကဲ့ဆရာကြီးတချို့အဲ့လိုနင်းတာပြတ်တရုံနင်းရတော့ကောင်းမယ်လို့ထင်တယ်ဟုတ်ကဲ့ဆရာကြီးတိတ်နင်းတဲ့ခါကျတော့မျက်စိမှုန်တာတို့ဩဟုတ်ကဲ့ဆရာကြီးနော်လေဖြတ်ခြင်းတို့အကျိုးတစ်ဖက်တည်သွားတာတို့အဲ့လိုဖြစ်တတ်ပါတယ်ဘယ်ဟာမဆို့ ်တင့်မြတ်ပါတယ်ဒါမှမဟုတ်တန့်ရင်စေစေလွန်ရင်ဘေးဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီတာရူပါအားလုံးပဲစာဝနာကင်းဘုရားရှင်ပါစီဗျာ